ပုဂ္ဂိုလ်တို့ခံမြတ်များကတော့တပည့်တော်ကိုဒီမေခွန်းတစ်ခုမေးခဲ့ဘူးပါတယ်။အိမ်မှာရုပ်ပါတော်တွေကိုပြင့်ပြီးကိုယ်ွယ်ရှိကချင်းသည်အပြစ်ကင်းရှင်းပါသလားဆိုပြီးတော့ဒီမေခွန်းမေးတယ်။ဒီတော့ဒိဋ္ဌံတေနိဗ္ဗူတေသာပိတမေစိတ်တေတမံဖလံစေတုပ္ပနိတိဟေတုဟိတတ္တကိသံတိဒုက္ခတေဆိုပြီးဟောကြားတော်မူတဲ့အတိုင်းသတ္တထင်ရှားတည်ရှိနေတဲ့ဘုရားရှင်အပေါ်မှာပဲဖြစ်စေ ပရိနိဗ္ဗာန်ဆန္ဒတော်မူပြီးတဲ့အခါမတ်တော်ထေရ်ဘုရားရဲ့ကိုယ်စားကိုယ်ကိုယ်ရှိကနေတဲ့ယူဘောရိထာမပဲဖြစ်စီသမေစိတ်ဒီသမဖလန်စိတ်တစိတ်ထားကညီတူညီမျှရှိမယ်ဆိုရင်အကျိုးဟာညီမျှလျက်ပဲရှိတယ်ဒီတော့ခုဒီပြီတော့မိမိတို့အိမ်မှာဘုရားရှင်ကကြွရောက်ပြီးသတင်းသုံးပြီးဆိုကြသူဘုရားရှင်ရှိမှာ အော်လိုက်ငုံးလိုက်ဆဲလိုက်ဆူလိုက်ဒီလိုဆိုရင်တော့ဘုရားရှင်ကိုယုတိလေးစားတဲ့သဘောရှိသလားနောက်တစ်ခုဘုရားရှင်ရှိမဇ္ဇနီမုံနှံတို့ခြင်အောင်ချပြီးတော့အတူအိတ်ဆက်နေကြတယ်ယုတိလေးစားသလားမယုတိမလေးစားသလားစဉ်းစားကြည့်ပေါ့ဒါဘုရားရှင်အပေါ်နဲ့ယုတိတုတ်ဝတ်တဲ့စိတ်ထားတွေကအပြော့နေတယ်နှိမ့်ချသောစိတ်ဓာတ်ဖြင့် တုဝယူကျွနေတဲ့စိတ်ဓာတ်ကြီးကလည်းအပြော့နေတယ်။နောက်တစ်ခုဓမီတရားတော်များနဲ့အဂါရဝယုတိလိဇသောစိတ်ဓာတ်မရှိကြကုန်သည်ဖြစ်၍ဝိဟရန္တိနေထိုင်ကြလေကုန်၏။အမရိတံနှိမ်ချသောစိတ်ဓာတ်ဖြင့်တုဝယူကျွသောစိတ်ဓာတ်မရှိကြကုန်သည်ဖြစ်၍ဝိဟရန္တိနေထိုင်ကြလေကုန်၏။တရားယရဏအပေါ်၌လည်းယုတိတုံးဝယုတိလေးစားတဲ့စိတ်ထားမရှိဘူး။ နှိမ်ချမ်းသောစိတ်ဓာတ်ဖြင့်တဝယူကျိုးနေတဲ့စိတ်ဓာတ်မရှိဘူးတရားယရနာကတော့နံပါတ်1အရိယာမဲ့ဉာဏ်၄ပါးအရိယာဖွဉာဏ်၄ပါးနိဗ္ဗာန်ဒါကလကုတ္တရာတရားတွေဖြစ်ပါတယ်နောက်တစ်ခုကတော့ပရိယတရားတော်ပဲဘုရားဟောတရားတွေအပေါ်နဲ့မယုံကြည်တဲ့စိတ်ဓာတ်တွေကအကောင်လာတယ်တိတ်ပြီး ယွယွတင်းတင်းလေးလေးဆက်ဆက်ဖြင့်လိုက်နာပြုကျင့်လို့တဲ့အစိတ်ထားမရှိဘူးဒါကနောက်ဆက်တွဲတည်နဲ့တူပါတယ်ဆိုပြီးတော့ဒီလိုတန်မြတ်တဲ့ဒီဘုံကြီးထားပြီးတော့မလေးမဆက်ပြုမှုဆက်ဆံနေခြင်းဒီတာတရားယရနာအပေါ်၌ယွတိတုံးဝတ်တဲ့ယွတိလေးဆက်တဲ့အစိတ်ထားမရှိခြင်းဖြစ်ပါတယ်နော်